ယ်လှုပ်ခတ်ခဲ့တဲ့ဒေသတွေမှာအင်တာနက်လိုင်းဖုန်းလိုင်းခတ်ခဲတွေကြောင့်သတင်းစစ်မှုကန့်သက်ချက်တွေဖြစ်ပေါ်နေချိန်ငလင်ဘေးရနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေငလင်တန်းခံရပြီးနောက်ဆက်တွဲတည်တင်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမာရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့ရေဒီယိုဆက်ကလေးရှိတာနဲ့ဖမ်းယူလို့ရမယ်ဒီမှာ short wave radio ကိုတရက်လျင်မနက်9:00နာရီတစ်ချိန်ည9:00နာရီတစ်ချိန် ဒီကနေ့ဧပြီလ10ရက်နေ့ကနေ10ရက်နေ့အထိ10ရက်တိတိထုတ်လွှင့်သွားမှာဖြစ်ပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ31မီတာကုတတမ43မကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ16မီတာ71တတမ5မကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ မြစီမရေဒီယိုအစီအစဉ်ကိုမြစီမရဲ့ online platform အစုံကနေလဲကြပြိုင်တဲ့ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်လို့ online ကနေလဲနားဆင်နိုင်ပါတယ်ရှင်မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ဧပြီလ3ရက်ကြာသပတေးနေ့ညပိုင်းမြစီမရေဒီယိုအစီအစဉ်ကို မြမစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီ။ကျမတော့ရွှေနွယ်ပါ။ဒီနေ့ညနာဆင်ကြားမယ့်သတင်းတွေကတော့ငလင်တန်သိန်းဒေတာတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်မယ်ဆိုပါကစကောင်းစီကိုအရင်အကြောင်းကြားမယ်သတင်းနဲ့အတူရခိုင်ကမ်းရိုးတန်းကိုမုံတိုင်းဝင်မယ်လို့ထိတ်လန့်စီတဲ့သတင်းမှအကြောင်းပါဝင်နောက်ဆုံးရငလင်သတင်းအကြောင်းအရာတွေကိုနားဆင်ကြားပါမယ်။ အဲဒီနောက်မှာတော့အင်အားပြင်ကလင်ထန်တဲ့ဒေသတွေမှာမိုးရွာသွန်းနိုင်ခြင်းနဲ့ပတ်သက်လို့မိုးလေဝသနဲ့ဆလာပြီးတာညွန်ကြားမှုဦးစီးဌာနညွန်ကြားမှုဦးလာထွန်းနဲ့ဆက်သွယ်မေးမြန်းချက်စိတ်ပိုင်းဆိုင်ရာရှေ့ဥတုနာပြုစုနေကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါရဲ့ရှင်။ င်္ဂလာပါရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ကျွန်မကတော့ဂျူချမ်းပါ။အင်အားပြင်းငလျင်ကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့ဒေသတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုပါကစစ်ကောင်စီရဲ့သက်ဆိုင်ရာတန်ယုံအဖွဲ့အစည်းတွေကိုအကြောင်းကြားပြီးမှလှုပ်ဆောင်ရမယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။ကုညီကယ်ဆယ်ထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးတရုံဝင်သက်ဆိုင်ရာနိုင်ငံတွေကတန်ယုံစစ်တန်ယုံတွေနဲ့ဆက်သွယ်ပြီးမှ မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားရေးဝင်ကြီးဌာနတဘာဝဘေးအန္တရာယ်ကူညီကိစ္စရေးအတွက်ဖွဲ့စည်းထားတဲ့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ကိုတရားဝင်ဆက်သွယ်ပြီးဆောင်ရွက်ပေးကြပါလို့မြစ်တာရက်ခန့်ကြောင်းပြောဆိုသွားတာဖြစ်ပါတယ်။ဧပြီ3ရက်မနက်8:00နာရီအထိစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရပြင်းထန်ကလေးငယ်ကြောင့်တေဆုံးသူ385ယောက်တရားရရှိသူ4815ယောက်နဲ့ပျောက်ဆုံးသူ341ယောက်ရှိပြီဖြစ်တယ်လို့သိရပါဗျ။လက်ရှိနိုင်ငံပေါင်း18နိုင်ငံက ၊လေယံအစည်းရေ96စီ၊ကယ်ဆယ်ရေးဝန်ထမ်းပေါင်း1566ယောက်ရောက်ရှိကာငလျင်ဘေးသင့်မြန်မာပြည်သူတွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေပြုလုပ်နေတယ်လို့စစ်ကောင်စီကတရင်ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဧပြီလ1ရက်နေ့ကပြုလုပ်ခဲ့တဲ့အလှငွေပေးအပ်ပွဲမှာစစ်ကောင်စီကစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်အလှရှင်တွေစီကနေငွေသားချက်104.4လေးဘီလီယံအလှပျက်စီးချက်12.4ဘီလီယံစုစုပေါင်းချက်116.84ဘီလီယံလက်ခံရရှိထားတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ မန္တလေးမြို့အောင်မြေတာဆန်လမ်း60မှာရှိတဲ့ Sky Villa Condo မှာပျောက်ဆုံးနေတဲ့နိုင်ငံသားတောင်းဆရာဆရာမရှေဦးနဲ့တဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိထားတယ်လို့နေဆက်သူတွေကသိရပါဗျ။ငလင်လောက်ခတ်ချိန်မှာအဆောင်ပြိုကျမှုအတွင်းဖိလစ်ပိုင်နိုင်ငံသား၄ဦး၊တောင်အာဖရိကနိုင်ငံက၂ဦး၊တောင်အာဖရိကနိုင်ငံက၃ဦး၊ရုရှားနိုင်ငံက၁ဦးပျောက်ဆုံးနေတာဖြစ်ပါတယ်။ ACIS အထက်တန်းကျောင်းဆရာရုရှားနိုင်ငံသားရဲ့ရုပ်လောင်းကိုဧပြီလ2ရက်နေ့မှာရှာဖွေတွေ့ရှိထားတယ်လို့နေဆက်သူကပြောပါရယ်တေဆုံးသူရုရှားနိုင်ငံသားနဲ့တခြားသောပျောက်ဆုံးနေတဲ့နိုင်ငံသားသား၄ဦးက ACIS အထက်တန်းကျောင်းမှာကျောင်းဆရာဆရာမတွေဖြစ်ပါတယ်။ဇနီးမောင်နှံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံသား၂ဦးတို့ကတော့ MISC Mandalay International School of Acumen ကျောင်းကဆရာဆရာမတွေဖြစ်ပြီး တခြားသောဖိလစ်ပိုင်နိုင်ငံသားတအူကတော့ Business Administration Society ကျောင်းဆရာဖြစ်တယ်လို့နှိစက်သူတွေထံကသိရပါဗျ။သူတို့ပြောင်းဆောင်နေတဲ့ Sky Villa Condo ကငလင်းလှုပ်ပြေး6ရက်မြောက်နေ့ဧပြီလ3ရက်နေ့အထိရှာဖွေကယ်ဆယ်ရေးတွေဆက်လက်လှုပ်ဆောင်နေစေလို့သိရပါဗျ။မြန်မာနိုင်ငံမှာ March 28ရက်နေ့နေ့လယ်ကလှုပ်ကပ်ခဲ့တဲ့ AR Richter Scale 9.9ငလျင်အပါအဝင်ဧပြီလ3ရက်နေ့မနက်10:00နာရီအထိနောက်ဆက်တွဲငလျင်65ကြိမ်လှုပ်ကပ်ခဲ့ကြောင်း ွန်လေးဝတာနယ်ဇလားပေရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။နောက်ဆက်တွင်ကလျင်တွေဟာမန္တလေးတိုင်း၊စကိုင်းတိုင်း၊နေပြည်တော်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာအ धिक လှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့ Richter scale အမြင့်ဆုံး9.5ကနေ2.8အထိအသီးသီးရှိတယ်လို့ဆိုပါတယ်။ဒီလိုနောက်ဆက်တွင်ကလျင်တွေကြောင့်မန္တလေး၊နေပြည်တော်၊စကိုင်းအပါအဝင် အင်အားကြီးငလျင်တန်တင်းတဲ့နေရာဒေသတွေကမြို့နယ်တွေကဒေသနေပြည်သူတွေဟာတိုက်တာအဆောင်အုံတွေအောက်မှာမနေထိုင်ရကြတော့ပဲလမ်းမပေါ်မှာနေထိုင်နေကြပါတယ်။ရန်ကုန်မြို့မှာလည်းနောက်ဆက်တွဲငလျင်ကြောင်ညပိုင်းတွေမှာအဆောင်အုံအပြင်ဘက်မှာနေထိုင်အိတ်ဆက်နေကြတဲ့သူတွေလည်းရှိနေပါတယ်။ဒင်းငန်လျင်ဟာနိုင်ငံတော်ကလူပေါင်း9တန်းလောက်ကိုထိခိုက်ခဲ့တယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ်ရှင်။ ီကနေ့မန်စလာ20ရက်နေ့နေ့လယ်ပိုင်းကစဖက်နေချိန်ငလျင်လှုပ်ခတ်လာတဲ့အတွက်လုံခြုံမှုရအောင်နေရာယူခဲ့ရတယ်လို့စကောင်းဆောင်ဘုတ်ချုပ်မှုကြီးမင်းအွန်လိုင်းကဧပြီလ10ရက်နေ့နေပြော်မှာလှုပ်တဲ့ငလျင်ပေးအတွက်အလှကံပွဲမှာထုတ်ပြောသွားပါတယ်20ရက်နေ့ငလျင်လှုပ်တော့ကျွန်တော်တို့ကယုံမှာပဲယုံမှာကျွန်တော်စားဖက်နေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီတော့စားလုပ်တဲ့အချိန်ချက်ချင်းသိရတာနဲ့နိုင်ကောက်ကြည့်လိုက်တော့12:51မိနစ်မောကြည့်လိုက်တဲ့အချိန်မှာ ပိုလှုပ်လာတော့ကျွန်တော်လည်းလုံခြုံမှုရအောင်ဇပွဲမှာတချမ်းကတော့နေရာယူထားရတာပေါ့လို့စကောင်းဆောင်ကပြောဆိုပါတယ်။ငလင်ငိန်သွားပြည့်တဲ့နောက်အပြင်ကိုထွက်ကြည့်ရမှာရုံးနဲ့အပြည့်အစည်တိတ်မများဘူးလို့သူကဆိုပြီးနောက်ဆက်တွဲငလင်လည်းရှိတဲ့အတွက်ရုံးအဖွဲ့ရင်းနဲ့အပြင်ကိုထွက်နေဖို့အကြံပြုရာအပြင်မှာတနအီကျော်လောက်မတ်တက်ရက်နေခရရလို့ဆိုပါတယ်။အဲ့နောက်မျိုးရဲမှာအပြည့်အစည်များကြောင့်သတင်းပေးပို့ချက်အရရုံးကထွက်ပြီးတော့မျိုးရဲကိုထွက်ကြည့်ရာပြည့်စည်မှုကြီးကြောင့်သဘောပေါက်ခရရလို့လည်းစကောင်းဆောင်ကဆိုပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့်စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်မှာအပြက်အစီးနဲ့ထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပါတယ်။နေပြည်တော်အတွင်းအဆောက်အုံတွေဝန်ထမ်းအင်အားတွေပြိုကျပျက်စီးခဲ့ပြီးငလျင်တန်းကြောင့်ကတရလက်မတွေလည်းအကွဲကြောင်ကြီးတွေဖြစ်ပေါ်ခဲ့ပါတယ်ရှင်။စကိုင်းမြို့အနီးဘ ਹੁ ပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငှက်လျင်ကြောင့်မန္တလေးတိုင်းတပိတ်ချင်းတမျိုးနယ်တဲမှာ တမျိုးနယ်လုံးအတိုင်းအတာနဲ့သာသနီကအဆောင်အုံတွေနဲ့နေရင်စုစုပေါင်း180လောက်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖစီကနေသိရပါဗယ်။တပိတ်ချင်းမြို့နယ်အတွက်မှာအင်အားပြင်းငလျင်ကြောင့်ဒေသခံပြည်သူတွေတေဆုံးမှုမရှိခဲ့ပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာပညာသင်ကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူ၂ယောက်ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြို့နယ်ပကဖအဖွဲ့စီကနေသိရပါဗယ်။ အလားတူပဲမတရားမျိုးနယ်မှာလည်းမျိုးပေါ်နဲ့မျိုးပေါ်မဟုတ်တဲ့နေရာတွေမှာငလျင်ကြောက်ထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးတော့လူသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့မတရားမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖအဖွဲ့စီကနေသိရပါဗျ။မတရားနယ်အနောက်ချမ်းမွေးစားလေးကျေးရွာကဒေသခံပြည်သူ၃ယောက်၊နတ်ကြီးစင်ရွာက၁ယောက်၊မတရားအရှိချမ်းအထက်တောင်ပိုင်းရွာက၃ယောက်စုစုပေါင်း၈ယောက်သေဆုံးခဲ့တယ်လို့မတရားပကဖတာဝန်ရှိသူကပြောပါဗျ။မတရားမျိုးနယ်မှာမျိုးပေါ်နေရာတွေနဲ့အနီးတစ်ဝိုက်နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ကစိုးမိုးထားတာဖြစ်ပြီးတော့ကျန်တဲ့နေရာတွေကိုတော့တလင်းတပ်ဖွဲ့တွေကစိုးမိုးထိန်းချုပ်ထားတာဖြစ်ပါတယ်။မရီယာမျိုးပေါ်နေရာတွေမှာအဆောက်အုံကြီးတွေပြိုကျပျက်စီးမှုနဲ့လူသေဆုံးမှုတွေရှိခဲ့ပေမဲ့တော်လင်းရေးတပ်ဖွဲ့တွေအနေနဲ့ကုညီကစားရွေးတွေလှုပ်ဆောင်ပေးနိုင်ခြင်းမရှိကြောင်းအပြည့်စင်စည်းရင်တွေကိုကောက်ယူနေစေဖြစ်ကြောင်းမတရားပကဖတာဝန်ရှိသူကပြောပါရရှင်။ ရခိုင်ကမ်းရိုးတန်းကိုမုံတိုင်းဝင်မှုရှိတာကြောင့်ပြည်သူတွေကိုအမြန်ပြောင်းရွှေ့ချဖို့အတွက်လှုံ့ဆော်ထားတဲ့တဲ့တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။အကောင့်တင်တဲ့ဆိုတဲ့ Facebook account တစ်ခုကနေအေဗရနေရနေမှာအစောဆုံးတင်ထားတာကိုတွေ့ရပါတယ်။ဖော်ပြချက်ထဲမှာပုံတပုံပါဝင်ပြီးစစ်တွေကြောက်ဖြူတန်တွဲကွာကလူတွေအမြန်ပြောင်းရွှေ့ကြပါလို့ရေးထားပြီး မြန်မာနိုင်ငံလေပိုင်းတစ်ခုလုံးနီးပါးလောက်ကြီးမားတဲ့တင်စုကြီးဖွဲ့စည်းနေပြီးတခြားအင်တာဗျူးသတိပေးချက်တွေကိုလင့်နေတဲ့ကွာဖော်ပြထားပါတယ်။ဒါကိုဖြန့်ဝေမှု150နီးပါးရှိနေပါပြီ။ဒီစာသားတွေကိုပုံ၅ပုံနဲ့အတူဖော်ပြထားပြီးပြည်နှက်မှုအများဆုံးဖြစ်မျှဝေမှုတထောင်ကျော်နေရာတွေလည်းရှိနေတယ်လို့အခြားအကောင့်တွေ page တွေကနေလည်းဖြန့်ဝေတာတွေရှိနေပါတယ်။ဒီသတင်းကိုမြစီမာကချက်လက်စစ်ဆေးရမှာတော့သတင်းဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ပြည်နှက်နေတဲ့ post မှာပါဝင်တဲ့ link တွေကိုဝင်ရောက်ကြည့်ရှုရမှာဒါ2023ခုနှစ်က link တွေဖြစ်နေတာကိုတွေ့ရပါတယ်။ထပ်မံမီစာသားတွေနဲ့ရှာဖွေရမှာလည်း ဒီလိုလာတူ post ကိုပဲ2023မှာလည်းအများပြားဖြန့်ဝေခဲ့ကြတာကိုတွေ့ရပါတယ် post မှာပါဝင်တဲ့ပုံတွေကိုစစ်ဆေးတဲ့အခါမှာကြီးမားတဲ့နေအောင်မှတ်သားပါဝင်တဲ့မြေပုံကို greenwaymyanmar.com ဆိုတဲ့ website မှာ2023ခုနှစ်မေလ12ရက်နေ့မှာဖော်ပြထားတာကိုတွေ့ရပါတယ်ဒီပုံတွေထဲမှာပဲအညုံးတွေအပြည့်စုံပါဝင်တဲ့မြေပုံတစ်ခုရှိပါတယ်ဒီပုံမှာဆိုရင်မေလ17ရက်2023ခုနှစ်ဆိုတဲ့ရက်စွဲပါဝင်ပါတယ်ဒါရီကိုကြည့်ရင်အခုလိုဖြန့်ဝေတဲ့ပို့စာ2023ခုနှစ်ခရေကဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်ကြောင်းတွေ့ရပါတယ် 2023မေလမှာဆိုရင်မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဆိုင်ကလုံမိုခာမုန်တိုင်းရှိပါတယ်။ဒါကမိုခာမုန်တိုင်းနဲ့ပတ်သက်ပြီးပြောဆိုထားကြတဲ့ post တွေပါ။စစ်ကောင်စီတပ်လက်အောက်ခံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးလတ်ထွန်းကိုမြစ်စီမကဧပြီလနေ့နေ့မှာဆက်သွယ်မေးမြန်းခဲ့ပြီးလက်ရှိမှာမုန်တိုင်းမဖြစ်ခင်အဆင်ဖြစ်တဲ့လီဗီးယားနဲ့ယဂွန်းအဆင်တော်မဖြစ်သေးပဲမုန်တိုင်းဖြစ်နိုင်မယ့်အလားအလာနဲ့ကြောင်းတကယ်လို့မုန်တိုင်းဖြစ်ခဲ့ရင်တော့မြန်မာနိုင်ငံကိုဝင်မဝင်မသိကြကြောင်းနဲ့ပျက်စီးများမယ့်မုန်တိုင်းမျိုးမဟုတ်ကြောင်းပြောပါရစေ။ ဧပြီလ9ရက်6ရက်9ရက်နေ့တွေမှာလီဘီယာနဲ့ယဝန်ဖြစ်နိုင်တယ်လို့ခန့်မှန်းရပြီးလီဘီယာနဲ့ယဝန်ကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာမိုးရွာသွန်းနိုင်မယ့်အနေအထားရှိရလို့ဥလာထုံးကပြောပါတယ်။အင်အားဖြင့်ငလင်တက်ခတ်ပြီးရတဲ့တစ်ဆက်သေးမှာပဲနောက်ဆက်တွဲတဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီးငလင်ကြောင့်လူအများဆုံးရင်ထိမ့်လန့်နေကြပါတယ်။ဒီလိုအချိန်မှာ2023ခုနှစ်ကမိုးခါမိုးတိုင်းနဲ့ပတ်သက်တဲ့သတိပေးချက်တွေကိုချိန်သားကြိုက်ပြီးသတင်းတူဖြစ်ပြန်လည်ဖြန့်ဝေထားကြတာပါ။ ဆက်လက်ပြီးမန္တလေးမြို့က Great Wall Hotel ဟာမတ်လ28ရက်နေ့ကအင်အားကြီးငလျင်တစ်ခုကြောင့်ပြုတ်ကျသွားခဲ့ပါတယ်။ဧပြီလနေ့ရက်နေ့မှာတော့တရုတ်ကစေးအဖွဲ့တွေကဆက်ကရီယာရီနဲ့ဆန်းသက်ကြီးတဲ့အခါဟိုတယ်အတွင်းမှာနှလုံးခုန်ပြီးတော့အသက်ရှင်နေသေးသူ၃ဦးရှိတာကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ဝင်ရောက်ကစေးခွင့်အတွက်စကောက်စီရဲ့ခွင့်ပြုမယ်မရဘူးလို့ဆိုကဧပြီလ3ရက်နေ့နေ့လယ်ပိုင်းအထိကစေးလောက်တာမရှိဘူးလို့ဟိုတယ်အပြည့်စည်ပုံတွေအောက်မှာပိတ်မိနေသူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။ ်မိသားစုတွေကအသက်ရှင်နေသူတွေကိုအချိန်မီမကယ်တင်နိုင်ရင်အသက်ဆုံးရှုံးသွားကြမှာကိုလည်းစိုးရိမ်နေကြပါတယ်။ဒါ့အပြင်တည်ဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုလည်းပြန်ရချင်နေကြပါတယ်။အခုကတော့ Grey Wall Hotel ရဲ့အပြက်စီးပုံတွေအောက်မှာပိတ်မိနေသူနှစ်ဦးရဲ့မိသားစုဝင်တဦးပြောပြတာကိုနားဆင်ကြမှာဖြစ်ပါတယ်ရှင်။ တာမင်းညာကကြီးသူတို့တရုတ်ကိုဆက်ကစမ်းသက်တဲ့အချိန်မှာအထက်မှာတောင်းခုံတန်းကို၃ရက်ကြီးတွေ့ရတယ်ဆိုတော့အဲ့ဟာကလူဖြစ်ချင်လဲဖြစ်နိုင်နေဒါမှမဟုတ်တိရစ္ဆာန်ကလည်းဖြစ်ချင်ဖြစ်နိုင်တယ်လို့ပြောရတယ်ဒါပေမဲ့အတိအကျတော့မသိဘူးပေါ့နော်သူတို့လည်းဒါပေမဲ့နှလုံးခုန်တန်းကြားနေရတယ်ကြောက်ရဲအဲ့အတွက်အဲ့ညလေးကလည်းသူတို့သိလိုက်တယ်အဲ့နောက်ပိုင်းမှာလည်းခုမိုးနေတဲ့အထိသူတို့ ရှာခွေရလည်းမလုပ်ပါမှလည်းမလုပ်ဘူးသူတို့ကဟိုတယ်ဘက်ကမပြောလဲဆိုနိုင်ငံတော်ကသူတို့ကိုလောက်ခွင့်မပေးရတဲ့ကြောင့်သူတို့မလုပ်တာမဟုတ်ဘူးနိုင်ငံတော်ကမလုပ်တာလို့သူတို့ကပြောတယ်နိုင်ငံတော်ကမပြုတ်ဘူးလို့သူတို့မလုပ်တာလို့ဆိုအရှိအအနေအများရဲ့အတွက်ကြောင့်နဲ့နိုင်ငံတော်ကသူတို့ကိုပေးမလုပ်တာနဲ့အထက်ကပေးမိနေတဲ့သူတွေကိုလည်းရှက်ကနေပြီးတော့အထက်မှာ၆ယောက်ပဲ၆ယောက်ပဲပြိမိရဆိုပြီးတော့နေတယ်တကယ်တော့အထက်မှာမိသားစုဝင်အများကြီးညီမတို့မိသားစုဝင်ဆို၂ယောက်ရှိတယ်မဟန္တာတို့ရှိတယ်နောက်ပြီးခလေးတွေရှိတယ်အများကြီးပဲအထက်မှာ အဲကေဇေးမလာတော့တော့လာတယ်ကေဇေးတွေကအချင်းဝင်နေဝင်နေလို့ဝင်နေလို့လည်းပြရသူရောလည်းအဝင်မခံဘူးအနေအများရဆိုပြီးဟိုတဲ့ဘက်ကပြန်လွတ်တယ်လို့လည်းပြောတယ်ကေဇေးတွေကဟိုအဲ့တခြားနေရာတွေမှာကေဇေးလုံနေတဲ့အချိန်မှာဒီဟိုတယ်ကိုဘယ်သူမှအဲ့ချိန်ဒီနှစ်ရက်ကျော်ဒီဘယ်သူမှဝင်ကင်ထုတ်နိုင်ခြင်းလည်းမရှိဘူးအဲ့တော့ passport လည်းမကောက်ဘူးဒီတိုင်းထားတာအချိန်မှာလည်းပိတ်ထားတယ်ဟိုတယ်ကိုလာလို့လည်းမရဘူးအဲ့လိုမျိုးလူတွေကိုလာတဲ့ဖိုင်ကိုမိသားစုဝင်နေရလဲအဲ့ဒါဝင်လို့မရဘူး ဘယ်လိုမျိုးဆိုတော့အပြင်ဘက်ထဲမှာပဲရက်နေရတာပေါ့နော်ဟိုအတွင်းနဲ့အတွင်းနာလည်းသွားဆက်လို့မရဘူးသူတို့အနေနဲ့ဆိုပြီးအလားမခံဘူးမှာဟိုဟာ၃ရက်မြောက်ညမှာကေဇေးတရုတ်ဟိုဟာကေဇေးလာတယ်ပေါ့အမရဲ့အဲ့ကေဇေးနဲ့မြန်မာဘက်ကရောကြတော့ကိုကူကိုကူလူဖက်တွေလည်းရှိရဲအဲ့ချိန်မှာရှိရောအဲ့ဒီညမှာစောက်ဝင်တဲ့ချိန်မှာအသက်ရှင်လေးကပထမဆုံးမျိုးသမီးကိုထုတ်နိုင်နေပေါ့နောက်တော့ဓာတ်ပေါ်လေးလေးလောင်းကောက်နိုင်နေလို့ကြားတယ်နောက်ပြီးတော့ဟို သတင်းတွေကလည်းတက်တာတွေကဟိုအချို့တွေကလည်းအမားတွေလို့လည်းပြောရဲဒါပေမဲ့အဲ့အရှိရဓာတ်ပေါ်ကြီးနဲ့အမိမတယောက်အရှင်ထွက်လာတော့မှန်တယ်အဲ့နောက်ပိုင်းကိုကိုဝင်ငါးလာနဲ့သူတို့ရဲ့ဟိုတယ်ကဝင်တဲ့တယောက်ကိုထုတ်နိုင်တယ်ပြောတယ်အဲ့အမလည်းအပြင်ရောက်ပြီးတော့တေးသွားရင်ကြားတယ်အဲ့ဒါပဲရှိတယ်တန်မာတော့မထုတ်နိုင်လေဘူးဆက်ပြီးတော့လည်းအဲ့ဒီမှာသူတို့ဆန်းလိုက်တဲ့အချိန်မှာတယောက်ဖွဲ့ကရှင်နဲ့လည်းမရှိတော့ဘူးဒါအနောက်ဖက်ချမ်းကိုပဲသူတို့ပြောတာမှာ နောက်ခါကျအရှိမတန်မာတွေကိုအရှိမတန်မာပိတ်မိနေတဲ့လူတွေကိုလည်းယနေ့ယနေ့ပါတခုမှလုံးမပေးဘူးအဲ့ဒါကိုပထမဆုံးမေးရဒီမှာရှိမှလည်းလူနေတဲ့ဘယ်သူမှမရှိဘူးလေအဲ့လိုပြောရင်ဘာဟုတ်မိသားစုဝင်ညာရှိတယ်အမှကျမတို့မိသားစုတွေအများကြီးရှိတယ်လို့ပြောတော့သူတို့ကဘာမှမပြောတော့ဘူးညက်သွားတယ်အဲ့တော့မနေ့ကမနေ့အချိန်မှာဟိုနိုင်ငံတော်ကဟုတ်ကဲ့ဝိဆုံကြီးနဲ့လာတယ်ညွှန်ကြားရေးမှူးအဆင့်ထိလဲလာတယ်သူတို့ဘကူးတွေနဲ့ဒါကိုဖြိုချပြီးဟိုဟိုဟာတွေကတောင်းဆိုရတကယ်လို့ လူရှင်နဲ့လူမရှိဘူး။ဒါကအနေအများလို့မချပေးနိုင်ဘူးဆိုရင်ဒါကိုချိုးချရတော့ဓာတ်ပေါ်ကြီးပဲဖြစ်ဖြစ်ရအောင်ယူခြင်းနဲ့ဆိုတဲ့အချိန်မှာတို့ကဟိုလိုင်းပေါ်ကလည်းဒီလိုတွေတွေ့ရပေါ့နော်။အဲဒီကြောင့်တို့ဒီလိုလာပေးတာအစီအမောင်ညှိပေးပါမယ်ဆိုရင်မနေ့ကလာပြီးတော့အဲ့ဒါနောက်ဆုံးပဲတို့ညနေပိုင်းမှာလည်းတို့ပြန်ပြော့ဒါကိုလုံးမလုံးကိုပြန်ပြော့တို့ကကိုဖန်းပြန်ပေးမယ်ဆိုပြီးတော့အဲ့ဒီနေရာလည်းအနည်းငယ်ညနေရာလည်းဘာမှအကြောင်းမပြောင်းဘူး။ ဖြတ်ပြီးလဲမလာဘူးကဲဆယ်ရေးတွေအရှိမှရှိရဲသူတို့ကကဲလို့မသေးဘူးနိုင်ငံတော်ကခွင့်မပြုသေးဘူးဆိုပြီးဟိုတယ်နဲ့မဆိုင်တော့ပါဘူးဆိုပြီးလွှဲချတယ်။ဆယ်နှစ်ယောက်လောက်ရှိတယ်ဆိုတော့ညီမတို့က2ယောက်ရှိတယ်မှအဲ2ယောက်ရဲ့ဟိုခလေးခလေး2ယောက်ရဲ့ခလေး2ယောက်ရဲ့ယောက်ျားလေးယောက်ရဲ့ဆိုပြီးပထမဆုံးဟိုကအင်တာဗျူးမှာအမတယောက်ရဲ့သူ့မိသားစုဟိုတခုဆိုတော့ညီမတို့25ယောက်နန်းဟန်တော်မိသားစုကလည်း2ယောက်လား3ယောက်လားမဟန်တော်ညီမမိသားစုလားမသိဘူး အဲ့ဒါလည်း၂ယောက်၃ယောက်ရှိရဲဆိုရင်အမှန်ရင်၈ယောက်လောက်ဖြစ်နေပြီနောက်ထပ်ခလေးတွေ၁၀မီတာစုဝင်နေလည်းရှိရဲလို့ကြားတယ်အခုညီမကိုစကားလာပြောတဲ့အချိန်မှာလည်းသူ့ရဲ့ညီမလေး၁ယောက်ပါသွားတဲ့သူလည်းရှိရဲနောက်ထပ်အမားတယောက်ကလည်းဘယ်သူလဲတော့မသိဘူး၂မီတာစုဝင်နေလည်းရှိရဲမရှိဘူးဆိုတော့စိတ်ထက်မှရှိရဲရှင်အခုရှိအဲ့နေရာမှာညီမအကိုရဲ့ညီမအမေရဲ့နောက်ပြီးတော့အခုကဲကဲရှင်ဖြစ်သွားတဲ့ ရဲ့အအဖေနဲ့အမလည်းရှိနေတယ်လေးအောင်လုံးအဲ့နေရာမှာအခုဒီအရှိမပဲမသွားနိုင်အဲ့မှာလမ်းမပေါ်မှာပဲနေပြီလမ်းမပေါ်ပဲသူတို့စောင့်ကြည့်နေတယ်တရင်ကြားတော့ကိုထပ်ဆောင်ပြီးတော့ဒီဘက်ကညီမတို့ပြောတယ်သူတို့အနောက်ကပစ္စည်းပစ္စည်းအနောက်ဘက်ကသူတို့ဝင်လို့ရတော့ကြာအနောက်ဘက်ကပစ္စည်းတွေရှိရဲ့ဒီကိုပဲသူတို့ဖောက်နေတယ်ပဲကြားတယ်ချင်းအရှိမလူတွေရှိတာကိုအခုဒီအမြင်များလို့အဝင်လို့အဆင်မပြေဘူးပဲပြောတယ် ဆက်လက်ပြီးအင်အားပြင်းငလျင်တန်တဲ့ဒေတာတွေမှာမိုးရွာသွန်းနိုင်ခြင်းနဲ့ပတ်သက်လို့မူလဝတ္တနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဦးလာထွန်းနဲ့ဆက်သွယ်မေးမြန်းချက်ကိုနားဆင်ကြားမှာပါရှင်။အင်္ဂါမင်္ဂလာပါခင်ဗျာကျွန်တော်မြစည်းမသတင်းဌာနဝန်ကဟိုနောက်လာမယ့်ရက်ပိုင်းတွင်ဖြစ်လာနိုင်တဲ့မိုးလေဝသအခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမေးမြန်းချင်တာလေးရှိလိုပါအင်္ဂါဧပြီလပထမဆယ်ရက်အတွင်းမှာဒီပင်လယ်မှာလေဗီယာနဲ့ရေဝင်ဖြစ်နိုင်ပြီးတော့မုန်တိုင်းရဲ့အဆင့်ထိအားကောင်းနိုင်ကြောင်းကိုသတိပေးချက်တွေတွေ့ပါတယ်။အခုနောက်ဆုံးဗာဆက်ဖြစ်နေပါတယ်ခင်ဗျ။ ရောင်းကပြနိုင်တယ်ဒါလေးပုံနိုင်တာတော့ရောတဲ့ဒီသားရတော့ပြနိုင်တယ်ဒါမျိုးပေါင်းချရအောင်နော်မိုးစလားနေပြီးတော့ဒီအချိန်ကာမဟုတ်မိုးလဲတတိပေးထားတာတွေ့ပါတယ်ခင်ဗျဒီလက်ရှိငလျင်ဒဏ်ခံရတဲ့ဒေသတွေမှာဖြစ်လာနိုင်တဲ့ဒီမိုးလေဝသအခြေအနေတွေကဘာတွေများဖြစ်မလဲခင်ဗျာမိုးရွာသွန်းလာတာမိုးပေါ့ဘူးဆက်ဒီရည်ရောင်ပြနိုင်ကြရများတယ်ဒီရည်ရောင်ကိုပြောင်းတယ် လာတာဒီနေ့မိုးရင်ကြီးနားနဲ့ဒီသားတော့မနေနဲ့ဒီဝါကျွန်တော်နဲ့တောင်းပိုက်ကြတာဒီပိုင်းဒီကောင်ကတော့လာပြီလားမိုးရင်မမနာတော့တာလေအဲ့ဒီတော့ဒီတော့ဒီရဒီရရောဒီတော့ပဲရှိတယ်အဲပုံတိုင်းဖြစ်နေတော့ဒါကိုယ်ကလာဖို့ရတယ်ဒီလိုလည်းလည်းသိနေတယ်အဲ့တော့ဒီရနိုင်ဒီပဲရှိတယ် ်ကျန်လေးအောင်အေးအောင်ဒါလည်းဘိုးကြီးကပါတာ။ရိုင်းတော့မပြားနိုင်ဘူးပေါ့။ဟုတ်တယ်။အဲ့ဒါလည်းဘုရားနှောင်းဟုတ်လားတဲ့။အဲ့ဒါဟုတ်ကဲ့ပါငယ်ဒီငလင်တန်တဲ့ဒေတာတွေကလည်းဒီအချိန်ကမှမိုးရွာမယ်ဆိုပြီးတော့သတိပေးချက်ထဲမှာပါနေတယ်ဆိုတော့လေငလင်တန်တဲ့ဒေတာတွေမှာမိုးရွာမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျိုးဆက်တွေဖြစ်လာနိုင်လဲခင်ဗျဒီကတော့မိုးရွာရင် အဲ့နောက်လေဦးရီကပါနာကအရေးကြီးမောင်မအရေးကြီးရောမယ်အချိန်လေးပြီးတော့မရှိဘူးပေါ့နော်အဲရွာမြမိုးကတော့ဒီချောင်းတွေ့တာကဆိုတော့ဒီကြီးကလည်းချောင်းတွေ့နေတယ်ရေထဲကတော့တိတ်နေတာပေါ့အဲ့တော့တကယ်တမ်းသာသီတော့ဘုန်းကလည်းဘုကအောင်ရောက်ဖို့တော့ဒီကတော့ ဒီငလင်ဘေးတဲ့ဒေတာတွေမှာပေါ့နော်ဖြစ်နိုင်တဲ့နေပူချိန်တွေနဲ့ပတ်သက်လို့လည်းနည်းနည်းလေးပြောပြပေးပါဦးခင်ဗျ။နေပူချိန်ကတော့ဒါပူပြေနာဆိုတော့ဒါပုံတော့ကာလာနဲ့ကာလာတွေရောက်တော့ဒီနေပူချိန်ကတော့ဒီရက်တည်းပေါ့။အဲဒီတော့နေတဲ့ကြော်မှာပေါ့နော်ပြီးပြန်တက်ပြီးတော့မှဒီကြော်ဒါပူချိန်ကတော့ဒါဒီကဲဒါတော့မိုးရွာလိုက်တော့ပူချိန်ကြော်တာပေါ့။အဲဒီတော့ဘိုးကတော့ကြော်မှန်းလား ဲ့အဲ့ဒီနားလာနိုင်တဲ့ဘာသာသာဒီအနေနဲ့ကိုရတဲ့တဲ့တဲ့လောက်ဘူးဒီအကြည့်ရဲ့ဒီအကြည့်ကတော့တော့ဘူးရလိုက်တော့ဒီအရောက်တော့ဘူးမြိုင်းတော့တဲ့ဆောဟုတ်ကဲ့ပါခင်ဗျရန်ကုန်မြို့မှာဆိုလို့ရှိရင်လဲထူးကဲဒီရင်မြင့်တက်နေရလေးတွေရှိနေရလို့သိရပါတယ်ဒါကငလင်လှုပ်တာနဲ့စိုက်ပါသလားဆရာထူးကဲဒီရင်ကသူချိန်ကာလကိုရောက်လာတဲ့အတက်ပါလို့ ရဲ့ပြည်သူ့လက်လာဆိုတဲ့ဒီဒီရတဲ့ဒီနည်းကြာပါလားဟောဒီရဲ့ဒီရာဘူးလားဒီကျပြနေတယ်ဒါရရောဘူးလားတို့ပဲဒီတိုင်းလာလို့ပြရမှာဆိုတော့ဒါကတော့ဒါကဒီကဟိုဘန်တက်နေကြဒီလိုပဲကြောက်ရလာတော့နော် ဒီငလင်တန်တင်းဒေတာကပြည်သူတွေအတွက်ဆိုလို့ရှိရင်တလောဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်လို့ဘယ်လိုသတိပြုနေထိုင်ဖို့တိုက်တွန်းချင်တာရှိမလဲခင်ဗျ။ဟိုငယ်တဲ့ချိန်ဘိုးရွာမှာကျန်းမာရေးကျန်းတလီပေါ့။ကျန်းမာရေးကတော့ဒီဘိုးကအကြုံတော့ the fan out တွေအများကြီးတော့ရှိတယ်။ဆိုတော့လေဘိုးရွာဆိုတော့လေကျန်းမာရေးကတော့ဒါတွေသတိပြုဖို့ရောဒီပါ။ ဟုတ်ကဲ့ပါအင်ကြီးအဲ့ဒါဆိုလို့ရှိရင်ဟုတ်အချိန်ပြည့်ပြည့်ဖြည့်ကြပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုနေကိုတန်ဆင်တဲ့ဒေါ်လိန်ညူကိုမောင်နှမတွေကပူပေါင်းစီစဉ်တင်ဆက်ပေးထားတဲ့အစီအစဉ်ကိုနားဆင်ကြမှာဖြစ်ပါတယ် ားလုံးပဲတဘာဝဘေးရနေရင်လူလုတဲ့ဘေးရနေရင်စတဲ့ဘေးရနေရင်အမျိုးမျိုးကနေကင်းလွတ်ကြပါစေလို့တန်စင်မေတ္တာပို့ဆုတောင်းလိုက်ပါတယ်။ဒီနေ့ကစပြီးတဘာဝဘေးရနေရင်ကြုံခဲ့ရတဲ့သူတွေထိလန့်ချက်ချားစရာတွေကိုရင်ဆိုင်နေရတဲ့သူတွေအတွက်အသုံးဝင်မယ်ထင်တဲ့စိတ်ပိုင်းဆိုင်ရာပညာပေးလေးတွေကိုနားလေတက်ကြွနေပညာရှင်တွေရဲ့အကူအညီနဲ့မျှဝေပေးသွားပါမယ်။ဒီနေ့တော့တယ်လီကျမ်းမာကဒေါက်တာမီရေးထားတဲ့ အခုအချိန်မှာလူတိုင်းနှီးပါလိုအပ်နေတဲ့ PFA Psychological First Aid လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာရှေးဥပြုစုနည်းအကြောင်းကိုမျှဝေပေးပါမယ်။ဒေါက်တာမီကစိတ်ပိုင်းဆိုင်ရာကနဦးကူညီဆောင်ရှောက်မှု PFA WHO ကွင်းဆင်းလုပ်သားများအတွက်လမ်းညွှန်စာအုပ်တွေကိုညှိညမ်းထားပါတယ်။ PFA ဆိုတာတချွန်းနားလေတဲ့ပညာရှင်တွေပဲလုပ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ပညာရှင်တွေတွင်မကပဲစေတနာဝန်ထမ်းတွေအရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေအပြင်ပြည်သူလူထုအချင်းချင်းလည်းပေးလို့ရပါသေးတယ်။မှန်ကန်တဲ့နီလန်းတွေပေးနိုင်ဖို့တော့လိုအပ်ပါတယ်။ PFA ဆိုတာဖြည့်ရက်ဆိုးနဲ့ကပ်ဘေးတစ်ခုခုကြောင့်လောလောလတ်လတ်ထိခိုက်ခံစားနေရတဲ့သူတွေကို ဖေးမှကူညီပေးဖို့ရည်ရွယ်ပါတယ်။လူလုတ်တဲ့ဘေးရန်တွေအပြင် အခုလိုသဘာဝဘေးရန်တွေဖြည့်ရက်ဆိုးတွေကို ကိုကိုယ်တိုင်ကြုံတွေ့ရသည် ဖြစ်စေတဆင့်မြင်ရကြားရသည်ဖြစ်စေ ကျမတို့မှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဖြစ်ပေါ်ခံစားကြရပါတယ်။အဲဒီလိုအရေးပေါ်အခြေအနေတွေမှာကျမတို့အနေနဲ့လူသားဆန်တဲ့အထောက်အပံ့အကူအညီပံ့ပိုးမှုတစ်ခုခုပေးလိုက်တာကို PFA လို့ခေါ်ပါတယ်။လက်တွေ့ကြတဲ့ထောက်ပံ့မှုကိုလည်းဆိုလိုပါတယ်။ Look အရေးကြီးဆုံးအခြေခံအချက်တစ်ခုကတော့လုံခြုံရေးပါ။အရင်ဆုံးဒီကပ်ဘေးကနေလွတ်မြောက်တဲ့သူတွေကို ဘေးကင်းလုံခြုံရာကို ရွှေ့ပြောင်းပေးပါသူတို့မှာအရေးတကြီးဘာလို့အပ်နေတလဲဆိုတာကိုမြင်အောင်ကြည့်ပါရေလိုအပ်ရင်ရေတိုက်ပါအဝတ်အထည်လိုအပ်နေတယ်လို့ထင်ရင်ဒါကိုအရင်ဆုံးဖြည့်ဆည်းပေးပါ စားလောင်နေတယ်လို့ထင်ရင်စားစရာကို ထောက်ပံ့ပေးပါမျက်စိနဲ့မြင်ရတဲ့ပြင်ပထိခိုက်ဒဏ်ရာရနေရင်ကုသမှုပေးနိုင်တဲ့နေရာတွေကိုပို့ဆောင်ပေးပါကနဦးပြုစုဆောင်ရှောက်ကုသမှုပေးပါ အလွန်အမင်းထိခိုက်တုံ့လုံနေတယ်လို့ထင်စိတ်တည်ငြိမ်အောင်ကူညီပေးပါ ကိုကိုကိုမိတ်ဆက်ပြီးတော့ကိုကသူ့ကိုကူညီပေးမဲ့သူ ဖြစ်တယ်ဆိုတာကိုယုံကြည်လာအောင်ရိုးရိုးရှင်းရှင်းနဲ့တည်တည်ကြပ်ကြပ်လေးမိတ်ဆက်ဖို့လိုပါတယ်ဒီနေရာမှာ အတင်းအကျပ်မေးမြန်းတာမျိုး ကြုံတွေ့ရတာတွေကိုပြောပြခိုင်းတာမျိုးကို ရှောင်ပါกายกันရှင်ကမပြောပြခြင်းဒီတိုင်းမေးထားပါငိုနေတဲ့သူဆိုရင်လေမငိုနဲ့တိတ်တဲလို့ပြောမယ့်အစား သူ့ကိုငိုခွင့်ပေးပြီးကိုကစိတ်စိတ်နေပေးခြင်းကလည်းကုညီယာရောက်ပါတယ်။ Listen ပြောပြလာတဲ့အခါသူ့ဘက်ကသူ့ကြုံတွေ့ဖြစ်ပျက်ခဲ့သမျှကိုကိုကိုယဉ်ဖွင့်တဲ့အခါမှလည်းဂရုတဆိုင်နဲ့နားထောင်ပေးပါ။ဖြတ်မမေးပါနဲ့။ဝေဖန်တာကဲ့ရဲ့တာတွေမလုပ်မိပါစေနဲ့။ကံကောင်းလို့အသက်ရှင်တာဆိုတဲ့အပြောအဆိုမျိုးမပြောမိအောင်တတိထားပါ။ကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးလူတိုင်းကြုံနေရတာဆိုတာမျိုး မုံနေလို့လည်းပြီးသွားမှာမဟုတ်ဘူးစတဲ့ကရုဏာတော်တော်နဲ့ပြောဆိုမှုမျိုးကို ရှောင်ပါစာနာမှုနားလည်မှုနဲ့နားထောင်ပါ link ချိတ်ဆက်ပေးပါသူတို့ရဲ့အခြေခံလိုအပ်ချက်တွေစိတ်ပိုင်းဆိုင်ရာတည်ငြိမ်အောင်ကူညီပေးပေးတဲ့အခါသူတို့ကိုလိုအပ်တဲ့လူမှုကူညီရေးအထောက်အပံ့တွေနဲ့ချိတ်ဆက်ပေးတာမိသားစုဝင်ဆွေမျိုးတွေနဲ့ဆက်သွယ်နိုင်အောင်ကူညီပေးတာဘာသာရေးအတိုက်အဝန်းနဲ့အဆက်အသွယ်ရဖို့စတဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုပေးဖို့ချိတ်ဆက်ပေးဖို့လိုအပ်ပါတယ်။ဘေးသင့်တဲ့သူအချင်းချင်းဖြစ်ရက်ကိုကြုံရသူအချင်းချင်းဖေးမနိုင်အောင်ကူညီပေးပါ။ဆေကျော်သက်အပါအဝင်ကလေးတငယ်တွေကျန်းမာရေးပြဿနာ ရှိသူတွေမတန်ဆွမ်းသူတွေနဲ့ခွဲခြားဆက်ဆံခံရနိုင်ခြင်းရှိသူတွေထိခိုက်ခံစားလွယ်သူတွေကတော့အထူးဆောင်ရှားမှုပေးဖို့လိုအပ်ပါတယ်။တခြားသူတွေထက်ချင်းကပ်ရမယ့်ပုံစံချင်းသာမကအကူအညီပေးရမှလည်း ကွဲပြားချက်တွေရှိပါတယ်တကယ်တော့ PFA ဆိုတာတိထပ်ပို့ပြီးတော့ကျေပြတ်ပါတယ်လှုပ်ဆောင်ရမယ့်အချက်တွေတင်မကပဲသတိထားရမယ့်အချက်တွေလည်းများပါတယ်ဒါအပြင်လိုအပ်သူကို PFA ပေးရင် ကိုယ်တိုင်လည်းအနားယူဖို့အချိန်ပေးဖို့လိုအပ်တယ်ဆိုတာကိုလည်းသတိရပါခြေကုံလက်ပန်းကြတာမျိုးမဖြစ်အောင် ကိုလှုပ်နိုင်တဲ့အတိုင်းအတာအထိပဲအကူအညီပေးပါစေတနာအလုံးကို ဖြည့်ရှင်ပေးဖို့တာဝန်မရှိကြောင်းကို အမှတ်ရပေးပါမိမိကိုယ်တိုင်အပြင်မိမိရဲ့လှုပ်ဖို့ကင်ဘတ်တွေကိုလည်းဂရုစိုက်ပါ အနားယူဖို့တိုက်တွန်းပါဖြစ်နိုင်မယ်ဆိုရင်တော့နောက်တစ်နေ့တာမိမိရဲ့လုပ်ငန်းစဉ်တွေပြန်မစခင် အချိန်ယူပြီးစိတ်ရောကိုယ်ပါ အနားပေးပါဒါမှသာလျှင်ကျမတို့အချင်းချင်းကူညီဖေးမခြင်းလုပ်ငန်းစဉ်ကို ရေရှည်လုပ်နိုင်မှာဖြစ်ပါတယ်ကျမတို့မှာ ကျမတို့ပဲရှိတယ်မဟုတ်ပါလား ချစ်တွေဒီဘဟုတုတတွေကို ကိုယ်တိုင်လဲနားထောင်လိုအပ်မဲ့ထင်တဲ့သူတွေစီကိုလည်းပြန်ပြီးတော့မျှဝေလိုက်ပါနော်ဒီနေ့တော့ဒီမှာပဲနှုတ်ဆက်လိုက်ပါရစေပြန်မဆုံနိုင်သေးခင်အတင်းထားကြမယ်နော် ကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေစက်တွယ်မင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချမ်းပြချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမြစီမာရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram Group ကိုစာရင်းသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ချမ်းပြချက်တွေကိုကြိုဆိုပါရရှင်။မြစီမာရေဒီယိုရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကျမ်းချမ်းသာပါစေလို့မြစီမားတွေရောဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်။မြန်မာပြည်သူတွေနဲ့တူရည်တည်နေမယ်မြစီမားရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်။